စာရေးဆရာကြီးကိုရေးသားပြီးအောင်မြင်ကြီးပွားရေးကျမ်းဝတ္ထုကောင်းတူဖြစ်တဲ့ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့ဝတ္ထုတို့တွေကလူသားတိုင်းအတွက်လိုက်နာကျင့်သုံးမယ်ဆိုရင်မလွဲမသွေနားထောင်တဲ့လူတိုင်းအကျိုးရှိပြီးမိတ်ဆွေတို့ဘဝရဲ့ငွေကြေးပြဿနာတွေကိုအလိုလိုအဆင်ပြေလာနိုင်တဲ့ဓနဥပဒေသ၅ရက်အကြောင်းကိုဆွေးနွေးမျှဝေပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုပြီးဆုံးအောင်နားထောင်လို့ရလာနိုင်တဲ့အကျိုးကျေးဇူး၅ခုရှိပါတယ်နံပါတ်1ပိုက်ဆံဖြူကောင်းခြင်းအသက်ပြင် နံပါတ်1တိုးအုပ်နွားအုပ်များတပွဲကြီးဝါချမ်းသာလာမယ့်အတတ်ပညာနံပါတ်3ရင်းနှီးမြုပ်နှံမှုအကြံဉာဏ်ရယူတတ်ခြင်းအတတ်ပညာနံပါတ်4ရှိမိသားပစ္စည်းဥစ္စာကို ထိန်းသိမ်းတတ်သောအတတ်ပညာနံပါတ်5အမျက်အစွန်းကိုမျှော်မှန်းတတ်သောအတတ်ပညာအခန်းကဒနဥပရိဒ9ရက်ရွှေအပြစ်နဲ့အိတ်တလုံးရဲ့အဖိုးထံအတ္တိတရားတွေပါတဲ့စာတစ်ချက်ချက်ရကိုရွေးချဆိုရင်မင်းတို့ဘာကိုရွေးမလဲလို့ခလာဘတ်ဆိုတဲ့ပုဂ္ဂိုလ်ကမေးလိုက် တဲ့ခန္ဓာရတဲ့နေရာမှာညဘက်စကန်းချရနာရင်သူတို့စကားပိုင်းဖွဲ့နေကြတယ်မိဘမအလင်းရောင်တစ်ဖြက်ဖြက်ကသူတို့မျက်နာတွေပေါ်အယောင်ဟတ်နေနေလောင်ထားတဲ့မျက်နာများနဲ့စိတ်အားထက်တန်နေကြတော့ပုံကူများကရွှေအကူယူမယ်လို့ပြောလိုက်ကြခါလဘတ်ရဲ့လုံသား28ယောက်လုံးကတညတညထဲအဖြေပေးလိုက်ကြဒါကိုခါလဘတ်ကပြုံးနေဘာကြောင့်လဲဆိုတော့ဒီအဖြေကိုခါလဘတ်ဆိုတဲ့ပုံကူကမျှော်လင့်မိတာဖြစ်နေလို့နားထောင်စမ်းဟိတ် ခါလဘက်ကလက်ကိုမြောက်ပြီးပြောလိုက်တော့ခွေရီအော်ရန်ကြားကြရဲ့လားဒီကောင်နေဘာကြောင့်ဦးနေကြတာလဲအစာငတ်နေလို့မဟုတ်လားကွသူတို့ကဘယ်တော့မှဝဝလင်လင်မစားရတော့ဒီကောင်တွေကိုကြည့်လိုက်ရင်ပိန်ပိန်လေးလေးနဲ့ဒါပေမဲ့သူတို့ကိုတော့အစာကျွေးကြည့်ရင်ဘာဖြစ်မယ်ထင်ကြလဲတကောင်နဲ့တကောင်ကိုက်မယ်လူမယ်အစာရသွားတဲ့အကောင်ကမှန်ဖီပြီးအစာဝသွားတဲ့အကောင်ကကြောကြောဝါဝါရှောက်သွားကြမယ်မနေ့ကငါဘာတော့စားမလဲလို့လုံးဝမစဉ်းစားကြဘူးဒါပေမဲ့ခွေးရမ ဘာမှမစင်စားတာလားဆိုတော့မဟုတ်ပြန်ပါဘူး။လူမှလည်းထိုနည်း၎င်းတွေအများကြီးပါပဲ။ဥစ္စာနဲ့ပညာဘယ်ဟာကိုရွေးမလဲဆိုရင်ဥစ္စာကိုအပြည့်လွားရွေးချမဲ့သူကများတယ်။ပညာမရှိတော့ဥစ္စာကကြာကြာမခံဘူး။နောက်တစ်နေ့ဒီဥစ္စာကတော့အစာငတ်တဲ့ခွေးရများလို့ညစ်ကြညူကြဥနေကြပြန်တော့တာပါပဲ။ဒနာဥစ္စာဆိုတာသူ့ရဲ့သဘောတဘာဝသူ့ရဲ့ဥပဒေတကိုတင်နာလေတဲ့သူများနေတာထိုက်တန်တယ်။သူတို့စီမှာပဲတည်မြဲနေတယ် ဒီလိုနဲ့ခါလာဘတ်ကဝတ်ယုံပြူကိုသူ့ခြေထောက်တွေပါလွန်အောင်ရစ်ပတ်လိုက်ဂန္ဓာရကညမှာအေးမြပြီးတော့လေဝိလိုက်တဲ့အခါမှာပိုကြီးအေးစိန်တတ်တဲ့သဘောရှိမင်းတို့ကငါဒီနေ့ညရွှေအိတ်တဲ့အဖိုးတန်နဲ့အသိပညာတစ်ခုပေးဖို့ရည်ရွယ်ထားတယ်ဒါကလည်းအခုခရီးရှည်ကြီးတစ်ချောင်းလုံးကိုမင်းတို့ငါအပေါ်တစ္ဆာရှိပြီးတာဝန်ထမ်းဆောင်လာခဲ့ကြလို့ကလောအုပ်တွေကိုကောင်းကောင်းဂရုစိုက်ကြတယ်ပူပြင်းလာတဲ့ဒီဂန္ဓာရကြီးကိုမင်းတို့တွေမငင်းမညူဖြတ်တန်းကြတယ်ကွန်ပျူတာတွေကိုဓမြတွေဝင်လို့တော့ မင်းတို့တွေအားလုံးရဲရဲဝံ့ဝံ့ခုခံကာကွယ်ပေးခဲ့ကြဒါကြောင့်မို့ဒီညမှာတော့မင်းတို့တတက်တာမှာတစ်ခါမှကြားဘူးခဲ့မှာမဟုတ်တဲ့ဒနဥပရိသ9ရက်အကြောင်းကိုငါပြောပြမယ်ဒီစကားကိုမင်းတို့ကယူတဆိုင်နားတော်မှတ်သားကြပါတေးချာချာနားလေတဘောပေါက်ပြီးတကက်လက်တွေလိုက်နာဆောင်ရွက်တဲ့လူတွေအတွက်တော့ဒီစကားတွေဟာမကွန်ခန်းနိုင်တဲ့ရွှေအေးတစ်ခုလို့တန်ဖိုးကြီးမားပါတယ်ခါလာဘတ်ဆိုတဲ့သူကဒီလိုပြောပြီးသူခဏယက်နေလိုက်ဘေဘီလိုနီးယားဒေတာရဲ့ခြစ်စင်းတော်ကောင်းခင်မြန်မာကျယ်ကလေးတွေလင်းလက်ပြီးတော့ သူတို့နောက်ဘက်နားစီမှာရော့ဖြင်းသည်များကိုထိုးထိုးထောင်ထောင်မြင်နေရတယ်။ကန္နာရမုံတိုင်းတွင်အချိန်မရွေးကြရောက်နိုင်လို့တဲတွေကိုတစ်ခုနဲ့တစ်ခုနီးနီးကပ်ကပ်နေရာချပြီးခိုင်မြဲအောင်ချီနှောင်ထားကြရတယ်။တဲတွေနှပေးမှာတော့တလိဆန်တရေများနဲ့ကျင့်လျက်စွာချီနှောင်ထုတ်ပိုးထားတဲ့ကုန်ပစ္စည်းထုတ်တွေကိုစီစီရီထားနေရအနိတဝိုက်တဲပြန်မှာခြေဆန့်လက်ဆန့်အားယူနေတော့ကလအုပ်ကိုမြင်နေရတချို့ကပါဇက်တလုံးလို့စမြုပ်ပြန်ပြီးတချို့ကတော့ဟောက်တံပေးအိတ်ဆက်နေကြဒီလိုနဲ့ဆရာခါလာဘတ် ကျွန်တော်တို့ကိုတိတ်ဆိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေအများကြီးပြောခဲ့ပြီးပါပြီခါလဘတ်ရဲ့အစီပါအုပ်စုမှအကြီးကဲလို့သူကခါလာဘတ်ကိုစကားထောက်လိုက်တယ်။အခုကျွန်တော်တို့ကိုနောက်တတက်တာအတွက်လမ်းညွန်ဩဝါဒတွေပေးသွားမယ်ဆိုရင်တော့ကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာခံယူဖို့အတင့်ပါပဲ။ဘာကြောင့်လဲဆိုတော့မနက်ဖြန်ဆိုရင်ပဲဆရာအတွက်ထမ်းဆောင်ရတဲ့ကျွန်တော်တို့တာဝန်တွေပြီးဆုံးတော့မှာမဟုတ်လား။ခါလာဘတ်ဆိုသူကဟုတ်တယ်။ဒါကြောင့်မို့အရင်ညတွေတုန်းကမင်းတို့ကိုငါအတွေ့အကြုံတွေ ဝိလံခေါင်းရအရက်ဒေတာတွေမှာငါကြုံတွေ့ခဲ့တဲ့တင်ကန်းစာကောင်းတွေကိုပြောပြခဲ့ပေမဲ့ဒီညအဖို့မှာတော့ပညာရှိတသိကြီးအာခတ်ရဲ့ဒနာကျွယ်ဝရေးအသွေးခေါ်တွေမင်းတို့ကိုပြောမယ်လို့ငါစဉ်းစားထားတယ်ဟုတ်ကဲ့ကျွန်တော်တို့လည်းသူ့အကြောင်းအစဉ်စကားပြောကြဆိုကြတာတွေကြားဘူးကြားပါတယ်ဘေဘီလုံမှာအချမ်းသာဆုံးပုံကူဆိုတော့လူတိုင်းစိတ်ဝင်စားကြတာကိုလို့တပည့်တယောက်ကဆိုလိုက်အေးဟုတ်တယ်ဒါပေမဲ့ငါပြောမယ်အကြောင်းကမင်းတို့ကြားနေကြတွေနဲ့တူမှာမဟုတ်ဘူးမင်းတို့ကြားဘူးမှာက တူနေပုံထိုင်ပုံတုံးဆွဲပုံဘယ်လောက်ဘယ်၍ချမ်းသာတယ်ဆိုတာတွေဖြစ်လိမ့်ငါပြောမှာကတူပေးတဲ့ချမ်းသာရင်နီလံမယ်လို့ခါလာဘတ်ကပြောလိုက်တယ်အာခတ်ဟာဘေဘီလုံမှာချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာရတဲ့အကြောင်းရင်းကဒနာဥစ္စာရှာဖွေတဲ့အသက်ပညာကိုသူများတွေနဲ့မတူအောင်တက်မြောက်ကျွမ်းကျင်လာခဲ့တဲ့အကြောင်းအဲ့ဒီအကြောင်းကဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူသားနိုမားစားကိုယ်တိုင်နင်းနီးပင်မြို့မှာငါ့ကိုပြောပြခဲ့တာအဲ့ဒီတော့ငါတောင်လူငယ်လေးပဲရှိသေးတယ်ငါက ကော်စောကုံတဲ့ကြီးတယောက်စီမှာတပည့်အဖြစ်နဲ့လိုက်နေတဲ့အချိန်ပေါ့နင်းနီဘေးမှာရှိတဲ့노မဆာရဲ့စံအိမ်ကြီးမှာတို့ကော်စောတွေတော်ပြကြတယ်노မဆာကကော်စောတွေစိတ်တန်းကြရွေးပြီးငါကဆင်ရကိုကူပြီးအထုပ်တွေဖြန့်ပြပြန်လိမ့်နဲ့အတော်ကြီးညစ်နေတော့မှခိစ္စကပြီးသွားတယ်သူလိုချင်တဲ့အယောင်သွေးတွေစုံစုံလင်လင်ရတော့노မဆာနဲ့စိတ်ကျေနပ်သွားပြီးတို့ကိုတော်သူနဲ့အတူသမင်းစားဖို့ဖိတ်ခေါ်ခဲ့တယ်အဲ့ဒီမှာရှားပါးပြီးအရသာကောင်းပြီဆိုတဲ့ဝိုင်းအကြီးအကောင်းစားတွေနဲ့ တို့ကိုတိုက်ပြီးစာရင်းတောင်းရင်းနဲ့သူ့အဖေအာခတ်ရဲ့ဉာဏ်ပညာအမျော်မြင်ကြီးမားပုံကိုပြောပြတော့တာပဲမင်းတို့သိတဲ့အတိုင်းဘေဘီလုံမှာတသေးသားတွေကအိမ်မှာအမြိုက်သားထိုင်စားပြီးအချိန်တန်ရင်ရမယ့်မိဘအမွေနှစ်ကိုမျော်နေတတ်ကြတာအာခတ်ကအဲ့ဒီထုံးစံကိုမကြိုက်ဘူးဒါကြောင့်မို့သူ့သားနိုမားစားကိုလူလားမြောက်တဲ့အချိန်ကျတော့သူကတမျိုးစီစဉ်လိုက်တနေ့မှသူ့သားကိုခေါ်ပြီးအလေးနဲ့ပြောတယ်ငါသားအဖေကတော့သားကို အဖေမရှိတဲ့အချိန်အဖေပိုင်ဆိုင်ခဲ့တဲ့မြတ်ပစ္စည်းအုပ်စာတွေကိုအမွေဆက်ခံစေခြင်းနဲ့ဆန္ဒရှိဒါပေမဲ့လို့သားအနေနဲ့ဒီအမွေနှစ်တွေကိုဆက်ခံတိုက်တဲ့အရေးချင်းရှိသူတူဖြစ်ကြောင်းကိုပြသစေခြင်းနဲ့ဒီလိုပြသနိုင်ဖို့သားကိုအဖေလူလောကကြီးတဲ့သားဘာသာရုံးကန်လှုပ်ရှားဖို့လွှတ်လိုက်မယ်သားဘာသာကိုအားကိုကိုးပြီးစီဝါဥစ္စာရှာနိုင်စွမ်းရှိတဲ့လူအများကြီးမှလေးစားခံရသူတူဖြစ် တားကိုတားထူထောင်နိုင်စွမ်းရှိတယ်ဆိုတာကိုပြစမ်းပါတားဘဝကိုတားစတင်ရမှာအထောက်ကူပြုနိုင်ဖို့ပစ္စည်းနှစ်ခုအဖေပေးလိုက်အဖေတုန်းကမရခဲ့တဲ့ပစ္စည်းတွေပါတားတည်တယ်ဟုတ်လားအဖေကလက်ဘဝခြေဘဝကနေအခုအချိန်နေထိအောင်တည်ဆောက်ခဲ့ရတယ်တားကိုပေးမဲ့ပစ္စည်းတစ်ခုကဟောဒီမှာရွှေတန်းကားအပြည့်ပါတဲ့အိတ်တိတ်လင်းလင်းမာမာနဲ့တုံးဆွဲမယ်ဆိုရင်ကြီးဝချမ်းသာဖို့အတွက်အတော်ကြီးမားတဲ့အခြေခံတစ်ခုပဲနောက်တစ်ခုကတော့ဟောဒီမှာရွှွန်သေးစာချက်တစ်ခုဒီပေါ်မှာရေးထွန်းထားတာက ဒနဥ္စာနဲ့ဆိုင်တဲ့အရေးကြီးဆုံးဥပဒေသား၅ရပ်ပဲဒီဟာတွေကိုတည်တည်ချာချာဖတ်ညာနဲ့ဆင်ញင်ပြီးလက်တွေ့အသုံးချရင်ဒါအတွက်ဒနဥ္စာနဲ့ပတ်သက်လို့တတ္တတာမှာလုံလောက်တဲ့အတိညာနဲ့စီဝါရေးလုံခြုံမှုတွေရရှိလိမ့်မယ်ဒီကနေ့ကနေနောက်၁၀နှစ်တည်တည်ကြာတဲ့အချိန်မှာဒါအိမ်ကိုပြန်လာခဲ့ပြီးဒါရဲ့အတွေ့အကြုံတွေကိုပြောပြတန်ဖိုးရှိသူထိုက်တန်တို့သူဦးအနေနဲ့ပြန်ရောက်လာခဲ့ရင်အဖေပိုင်ပစ္စည်းဥ္စာအလုံးရဲ့အမွေခံအဖြစ်ကိုဒါကိုအတိမတ်ပြုတ် တကယ်လို့အမွေခံထိုက်သူတူဖြစ်ကြောင်းမပြသနိုင်ခဲ့ရင်တော့အဖေပိုင်တဲ့ပစ္စည်းဥစ္စာအားလုံးကိုဘာသာတာဒနာရေးအတွက်တုံးဆွဲဖို့ဘုန်းတော်ကြီးတွေလက်ထဲပဲအဖေလွှတ်အပ်လှူဒန်းခဲ့ဖေလို့သူကဒီလိုစီစဉ်တော့နိုမဆာလဲကိုချတော့ပေါ်ကိုရက်ပြဖို့အိမ်ကနေထွက်ခေရတယ်အဝတ်တည်းကိုတခုတော့မဟုတ်ဘူးပေါ့ရွှေတော့ကတထုပ်ပိုးသားစာနဲ့ကြကြနနထုတ်ပိုးထားတဲ့ဩဝါဒစာကတစ်ချက်ပြီးတော့ကျွန်တယောက်ရင်တစည်းရယ်နဲ့ပေါ့အဲ့ဒီလိုအိမ်ကထွက်သွားပြီး၁၀နှစ်တည်တည်ကြာတဲ့အခါ သူ့အဖေအမှားစကားအတိုင်းနိုမစာအင်ပြန်ရောက်လာခဲ့တယ်။တားပြန်လာတော့အဖေကဆွေမျိုးတွေမိတ္တငါဟတွေကိုဖိတ်ကြားပြီးအိမ်မှာဧကန်ဘွဲကြီးကျင်းပအားလုံးစားတောက်ပြီးစီကြပြီဆိုတော့အဖေနဲ့အမေက ရှင်ဘရင်နန်းတော်ကရာဇပလင်လာ အောင်းမေရတဲ့တာရနာနာနေရထိုင်ခင်းမျိုးမှာကြာကြာနာနာထိုင်ပြီးသူ့သားရဲ့အတွေ့ကြုံခဲ့ပုံတွေကိုကြားနာကြတော့ညဘက်ရောက်ပြီဆိုတော့ ဧကမ်းမာကြီးထဲမှာစီမီခွက်တွေအစီအီထွင်းကြီးထားတယ်။စီမီခွက်ကလွန်ပြန်တဲ့မိကိုငွေတွေကအခန်းထဲဝိတ်နေကြ။အင်ဂျီဗျူဝတ်ထားတဲ့အင်စီတွေကရက်တောင်ရှည်ကြီးတွေခတ်ပေးနေကြပြီးနိုမဆာကသူ့အဖေအမေရှိမလန်းမကန်းမှာမတ်နဲ့ရပြီးသူ့ဇနီးနဲ့ကလေးနှစ်ယောက်ကနောက်ဖက်နားစီမှာကော်စောပေါ်ထိုင်လို့မိဆွေတွေဆွေမျိုးသားချင်းတွေကကိုယ်နေရာအသီးသီးထိုင်ပြီးနားထောင်နေကြတာပေါ့။နိုမဆာက သူ့ရဲ့အတွေ့အကြုံတွေကိုခုလိုပြောပြတော့တာအဖေသူ့အဖေကိုရိုးရိုးသေးသေးခေါ်ပြီးအဖေရဲ့ညံအမျော်အမြင်ကြီးမားမှုကိုကျွန်တော်အယုံတည်ပြုပြရစီလွန်ခဲ့တဲ့10နှစ်ကာလကျွန်တော်လူလားမျိုးစားအချိန်ကျွန်တော်ကိုအိမ်မှာမိကိုကတ်ရက်မနေစေပဲလူအများကြီးမှကိုစွန်းကိုစားကိုအားနဲ့ရက်တည်နိုင်အောင်စူးစမ်းဖို့စင်လွတ်ခဲ့တဲ့အဖေအစီအစဉ်ကိုကျွန်တော်ချီးကျူးခြင်းပါအဖေကျွန်တော်ကိုငွေအရင်းနှီးနဲ့အလုံလောက်ပေးခဲ့လမ်းညွန်စကားတွေလည်းပြည့်ပြည့်ဝဝပေးလိုက်တယ်ဒါပေမဲ့အဖေပေးလိုက်တဲ့ငွေနဲ့ပတ်သက်လို့ ျွန်တော်ရဲ့အကင်တွဲပုံလုံးဝအသုံးမချခဲ့ဘူးဆိုတာဝန်ခံပါရစေ။ဒီငွေတွေကကျွန်တော်လက်ထဲကြာကြာမခံခဲ့ဘူး။ယုံလိုက်တဲ့သူငယ်ကိုမြင်မိတဲ့ယုံတကောင်လိုလှစ်ခနဲပါပဲ။ဒီလိုပြောတော့သူ့အဖေကပြုံးတယ်။အသေးစိတ်ကလေးတွေပြောစမ်းမအောင်တားရဲတဲ့အဖေကဆိုလိုက်တော့ကျွန်တော်အိမ်ကထွက်လာပြီးတဲ့နောက်နင်းနီးဘေးကိုတွားဖို့ရွေးချယ်ခဲ့တယ်။နင်းနီးဘေးကဖွံ့ဖြိုးစီကားစမြို့တစ်မြို့မဟုတ်လား။အဲ့ဒီမှာကျွန်တော်အတွက် ကြည်ဝချမ်းသာဖို့အခွင့်အလမ်းတွေတွေ့လိမ့်မယ်လို့ကျွန်တော်ယုံကြည်ခဲ့ခရီးသွားကုန်တဲ့အုပ်စုတစုနဲ့အတူလိုက်ပါသွားရင်လမ်းမှာမိတ်ဆွေတွေအများကြီးရခဲ့အဲ့ဒီထဲမှာအတော်စကားပြောကောင်းတဲ့လူနှစ်ယောက်ကိုကျွန်တော်တွေ့တဘောကျသူတို့နဲ့အတူမြင်းမြူကြီးတကောင်ပါလာတယ်အင်မတန်ကိုမှအပြင်းမြန်နဲ့မြင်းကြီးပါလေးလိုလှင်မြန်နေဆိုတာမျိုးလှစ်ခနဲလှစ်ခနဲနဲ့ပေါ့ခရီးသွားရင်တယောက်နဲ့တယောက်ပူပြီးခင်မင်ရင်းနှီးလာတဲ့အချိန်လောက်ကြတော့သူတို့ကတစားတဲ့တစားဘာဖွန့်ပြောလဲဆိုတော့နင်းနေဘေးမှာတစ်သေးတယောက်ရှိတယ်တဲ့ အဲ့ဒီတစ်သေးကပြိုင်မြဲဝါဒနာပါတယ်ကွာသူ့မှာအင်မတန် မြန်နဲ့မြင်းတကောင်ရထားတယ်လာရမြမြင်းနဲ့ပြိုင်ပွဲဝင်နေတယ်ခုထိပြိုင်ရမြတူနိုင်နေတာလို့ဘေဘီလုံပြည်တခွန်မှာသူ့မြင်းတဲ့မြန်းအောင်ပြင်းနိုင်တဲ့မြင်းမရှိဘူးလို့အထင်ကြီးနေတယ်ခုကျွန်တော်မိတ်ဆွေတွေရဲ့မြင်းဖြူကြီးကအဲ့ဒီတစ်သေးကြီးရဲ့မြင်းထက်အများကြီးမြန်တယ်သူတို့ကဟိုမြင်းပြေးတာမြင်ဘူးလို့ကောင်းကောင်းသိတယ်ဒါကြောင့်မို့သူတို့အခုနေနေပြေးရောက်ရင်အဲ့ဒီတစ်သေးရဲ့မြင်းနဲ့ပြိုင်ပွဲဝင်ပြီး လောင်းကြီးကြီးကြီးထက်မယ်ကျွန်တော်ကလည်းခင်မင်နေသူမို့အခွင့်ရေးပေးပြီးသူတို့မြင်းဘက်ကလောင်းကျင်ရင်ဝင်လောင်းပါလားလို့စကားဆဒါနဲ့ကျွန်တော်လည်းပါသွားတာပေါ့လေတကယ်တမ်းပြိုင်တော့ကျွန်တော်တို့မြင်းကရှုံးလိုက်တာအများကြီးပဲကျွန်တော်ရွှေတန်းကအတော်များများအဲ့ဒီထဲပါသွားတယ်တစ်သေးကြီးအခက်ကသူ့ပေးလိုက်တဲ့ပိုက်ဆံကိုသူ့သားဖြုံတီးပုံကိုနားထောင်ပြီးသူ့အဖေကရဲနေတယ်။နှုံမစားကဆက်ပြောတယ်။ဒီလူတွေကျွန်တော်ကိုတီတီချာချာအကွက်ချပြီးလိန်သွားတာ။နောက်ကြတော့မှကျွန်တော်သိရ သူတို့ကဒီလိုပဲခကြီးတော်အုပ်စုတွေနဲ့လိုက်ရောပြီးအချင်ဖမ်းမဲ့လူကိုရှာနေကြတာနင်းနီးဘေးကတသေးဆိုတာကသူတို့ပါဒနာသူတို့နဲ့ဝေစားမြစားအဲ့ဒီတချီခံလိုက်ရပြီးတဲ့နောက်ကျွန်တော်တင်ကားစာတခုရခဲ့လူတွေကိုတတိထားရမယ်အယမ်းယုံလို့မဖြစ်ဘူးဒါပေမဲ့တင်ကားစာကဒါနဲ့တည်းမလုံလောက်ခဲ့ပါဘူးနောက်ထပ်ခါသီးတဲ့တင်ကားစာတခုမကြခင်မှာကျွန်တော်ထပ်ရခဲ့အဲ့ဒီခကြီးတော်အုပ်စုမှာပဲနောက်ထပ်လူငယ်တယောက်ပါလာခဲ့တယ်သူနဲ့လည်းကျွန်တော်ခင်မင်ရင်းနှီးသွားခဲ့ ဒီလူငယ်ကလည်းကျွန်တော်လိုချမ်းသာတဲ့မိဘကမွေးတာပါပဲသူကနင်းနီးဘေးမှာလုပ်ငန်းကံကံလုပ်ဖို့အကွက်အကွန်းလာကြည့်တာလို့သူကဆိုနင်းနီးဘေးကိုရောက်ပြီးမကြခင်မှာသူကကျွန်တော်စီလာပြီးမြို့ထဲကကုန်တယ်တယောက်ကွယ်လွန်လို့ဆိုင်တဆိုင်ကုန်ပစ္စည်းအပြည့်နဲ့ကြံရစ်တဲ့အကြောင်းဆိုင်ကဝယ်သူအတော်များတဲ့ဆိုင်မို့လို့တန်ဖိုးရှိတဲ့အကြောင်းအခုအဲ့ဒီဆိုင်ကိုဈေးချိုချိုနဲ့ချောင်ချောင်ရနိုင်တဲ့အနေအထားရှိတဲ့အကြောင်းကိုပြောပြီးသူနဲ့ကျွန်တော်ဆက်တူလုပ်ကြဖို့အဖို့ညှိ အဲ့ဒီနောက်ဒီဆိုင်လက်လွတ်မတော်အောင်လောလောဆယ်ကျွန်တော်စီမှာရှိတဲ့ငွေနဲ့ယူထားဖို့သူ့ဝေစုအတွက်တော့လောလောဆယ်သူ့လက်ထက်ပိုက်ဆံများများမရှိလို့ဘေဘီလုံကိုပြန်ပြီးအိမ်ကပိုက်ဆံယူပြီးတော့သူ့ငွေကိုတော့ကွန်ပစ္စည်းအစ်စ်တွေဝယ်ဖို့ဘက်မှာတုံးမယ်ဆိုပြီးကျွန်တော်တို့တဘောတူလိုက်ကြတယ်ဒါပေမဲ့ကုလူကဘေဘီလုံကိုပြန်ဖို့နေ့ရညရအချိန်ဆွဲနေဒီကာလအတွန်းမှာပဲသူ့အကြောင်းကျွန်တော်တဘောပေါက်လာတယ်လူကအတုံးဖြုံကြီးတဲ့လူအကြောင်းဝယ်လဲနားလဲတာမဟုတ်ဘူးအဲ့ဒါနဲ့နောက်ဆုံးကြတော့ဒီလူကိုခွာထုတ်လိုက်ရတယ် ဒါပေမဲ့အဲ့ဒီအချိန်မှာဆိုင်ကရောင်းမစွန်တဲ့ပစ္စည်းတချို့ပဲကျန်တော့တယ်ပစ္စည်းတင်ဖို့လဲငွေချင်းမရှိတော့ဘူးဆိုင်ကိုကျွန်တော်အစ္စရေးတယောက်လက်ထဲနှစ်ပြားတစ်ဘဲနဲ့ထိုးပေးလိုက်ရတယ်အဲ့ဒီနောက်ပိုင်းကတော့ကျွန်တော်ဘဝမှာတကယ်ကိုကြမ်းတမ်းခက်ထန်တဲ့ကာလတွေပေါ့ထမင်းတလုတ်အတွက်အလုရှာရပြီးဘာလုံငန်းပညာမှတတ်မထားတော့အလုတခုမရနိုင်ခဲ့ဘူးပေါ့အဲ့ဒါနဲ့ပထမဆုံးမြင်းတွေရောင်းချနောက်တော့တူဦးတွေတော့ကျွံ့ယုံတော်ကိုပါရောင်းလိုက်ရတယ်အဲ့ဒီနောက်ကျွန်တော်အဝတ်အစားတွေပါရောင်းချရတယ်တနေ့တစ်နေ့ထမင်းစားဖို့ အိတ်ဆင်ရနေရာရဖို့ဟာခက်ခဲတဲ့ခက်ခဲလာခဲ့ဒါပေမဲ့ခါသီးတဲ့ဒီကာလအတွင်းမှာပဲအဖေစကားတွေကျွန်တော်ပြန်ကြားရောင်လာခဲ့တယ်အဖေကျွန်တော်ကိုလူလောကကြီးတဲ့ကိုအားကိုကိုပြီးရက်နိုင်အောင်စူးစမ်းဖို့လွှတ်လိုက်တာပဲဆိုတာကျွန်တော်စဉ်းစားမိအဖေမျော်မှန်းတဲ့အတိုင်းဖြစ်အောင်စူးစမ်းမယ်လို့ကျွန်တော်တန်ထိတ်ထိုင်ချခဲ့တယ်ဒီစကားတွေကိုတူပြောနေတဲ့အချိန်အမေလို့သူကတော့မျက်နာကိုလက်ဝါးနဲ့အုပ်ပြီးငိုနေတယ်အခက်ကတော့တူသားစကားကိုအာယုံစူးစိုက်ပြီးနားထောင်နေလေပဲအဖေပြေးလိုက်တဲ့အဖိုးတန်စာချက်ကိုလည်း ဲ့ဒီလိုဒုက္ခရောက်နေတဲ့အချိန်ကျမှကျွန်တော်သတိရပြီးတည်တည်ချာချာပြန်ဖတ်မိဒီလိုဖတ်မိကမှငါဒီစာကိုစောစောက မဖတ်မိလေရခြင်းလို့နောင်တရပြီးဆုံးရှုံးခဲ့ရတယ်ကျွန်တော်ရဲ့ရွှေတင်းကားတွေကိုနှမျောနေမိနှမျောလေပြန်ဖတ်လေနဲ့နောက်ပိုင်းကျတော့ဒီစာကိုကျွန်တော်အလွတ်ရခဲ့ဒီစာမှာပါတဲ့အချက်တွေကအထွေအကြုံကြီးမားတဲ့လူကြီးသူမများရဲ့အမျှော်မြင်စကားတွေအခုရောက်ရှိနေကြတဲ့ပုံကိုယ်တွေအားလုံးကြားနာကြရအောင်ကျွန်တော်ထပ်ဖတ်ပြပါဒနာဥပရိသ9ရက် နံပါတ်၁ဒနာဥစ္စာဟူသည်မိမိရရှိသောငွေရဲ့ဆယ်ပုံတစ်ပုံထက် မနည်းသောငွေကိုမိမိနှင့်မိသားစုရဲ့အနာဂတ်အတွက်ခြံလက်တင်းစည်းတတ်သူများထံသာဝမ်းမြောက်ပြုငါစွာရောက်ရှိလာရမည်ဖြစ်တယ်တဲ့နံပါတ်၂ဒနာဥစ္စာဟူသည်အကျိုးဖြစ်ထွန်းအောင် ခိုင်းစေတတ်သောသူအတွက်ကျိုးနွံကျေနပ်စွာအထုလောက်ကင်ပြည့်စည်ဖြစ်၏ထိုလူတို့၏လက်ထဲမှာတိုးနွားဝများတပွဲအစတိုးဝများပြားလက်တော်သဘောရှိတယ်တဲ့နံပါတ်၃ တဏဥ္စာဟုတိဂယုတစက်ယင်းဤမြုံနံမှုပြုသူကျွမ်းကျင်လိမ္မာတော်သူတို့ရဲ့အကြံဉာဏ်ကိုရယူလောက်ကင်သူများထံသာတွေ့ကပ်ခိုလုံနေတတ်ကြတယ်တဲ့နဗလီတဏဥ္စာဟုတိကိုကလည်းမကျွမ်းကျင်ကျွမ်းကျင်သူတို့ကိုလည်းအာမပေတော်အလိုမျိုးမှာယင်းဤမြုံနံတော်သူတို့ထံမှရော့ကြပြောက်ွယ်တွားတတ်စမြဲဖြစ်တယ်တဲ့နဗ၅တဏဥ္စာဟုတိလွန်ကဲလာတော့အမျက်ဆွင်းမျိုးကိုမျော်မှန်းသူနဲ့ လူလင်လူညာတို့ရဲ့အဖျားယောင်တွေးဆောင်မှုနောက်ကိုလိုက်ပါနားယောင်တတ်သူများအတွေ့အကြုံ ਨੇ ပါပြီးစိတ်ကူးယဉ်မှုဖြင့်မစင်မကျင်ယဉ်နေမြုံနံသူများထံမှရှောင်ခွာထွက်ပြေးတတ်မြဲဖြစ်တယ်တဲ့ဒါတွေကလွန်ခဲ့တဲ့10နှစ်ကာလကျွန်တော်အိမ်ကထွက်ခွာစဉ်အချိန်မှာအဖေပေးလိုက်တဲ့ဩဝါဒစာချက်ထဲမှာဖော်ပြထားတဲ့ဒဏဥပဒေသ9ရပ်ပါပဲဒီလမ်းညွှန်စာတွေဟာသူနဲ့အတူအဖေပေးခဲ့တဲ့ရွှေစင်းကားထုတ်တဲ့ပို့ပြီးအဖို့တန်ခဲ့တယ်လို့ကျွန်တော်ဆိုလိုက်ချင်ပါတယ် ဘာကြောင့်ဒီလိုဆိုရတယ်လဲဆိုရင်ထင်ရှားအောင်ကျွန်တော်ဇလန်းကိုကျွန်တော်ဆက်ပြောပြစီ